တကယ်နဲ့အကူအညီလိုနေတဲ့သားနဲ့တောင်းဆိုမှုအခက်ခဲခဲ့ဘူးလားဒီတစ်ခေါက်လည်လာမှုမှာတော့ရိုးရှင်းလာတဲ့တောင်းဆိုခြင်းဆိုတဲ့အပြူမှုလေးတစ်ခုရဲ့နောက်ွယ်ကအာရင်နဲ့အာနေချစ်ကိုအမှုပညာရှင်အမန်ရဖိုင်းမရဲ့ထူးခြားတဲ့ဘဝစကြောင်းကနေသင့်လည်လာကြည့်ကြရအောင်ပါ ကဲကျွန်တော်ရဲ့ဇလံကိုဆက်လိုက်ကြရအောင်ဒီဇလံကအားနေချစ်တီအကြောင်းသူတေသနာလောက်သူ Prinny Brown ရဲ့ဝန်ခံစကားခုကနေစတင်ပါတယ်သူကလမ်းပေးကလူယုတ်သူအမှုပညာရှင်တယောက်ကိုရှောင်ဖို့ဆိုရင်ဘာမဆိုလုံမီမှာပဲလို့ပြောခဲ့တယ်ဟုတ်ပါတယ်အဲ့ဒီလိုစိတ်မသက်မသာဖြစ်ရတဲ့အခိုက်အတန့်လေးကပဲတောင်းဆိုခြင်းဆိုတဲ့ဖြူမှုအပေါ်ကျွန်တော်ရဲ့ရှုမြင်ပေါ်နဲ့ပတ်သက်ပြီးနည်းနည်းနဲ့မေးခွန်းတစ်ခုကိုမွေးထုတ်ပေးခဲ့ပါတယ်ဆိုတော့ဒီချက်ကပဲကျွန်တော်တို့ကိုအဓိကမေးခွန်းစီခေါ်ထားတာပေါ့ ပန်းတပလီကမ်းပေးတာကလွယ်ပြီးဘာမှမလုပ်တဲ့စကားမှမပြောတဲ့ရုပ်ထုတယောက်ကလူသားတယောက်ဖြစ်ရခြင်းရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့အပြတ်ဘာတွေများတင်ပြနေပါလဲဟုတ်ပြီဒီနေရာမှာအမန်ဒါပါမာဆိုတဲ့အမျိုးသမီးဇလားနဲ့ဝေးလာပါပြီဒါပေမဲ့အခုကျွန်တော်တို့သိတဲ့ rockstar ပုံစံတော့မဟုတ်ဘူးနော်သူ့ရဲ့အဆမှာသူဟာရှီပေမြင့်တဲ့သူတို့သမီးဆိုတဲ့တရှိရုပ်ထုတယောက်ခဲ့ခဲ့ပါတယ်မင်္ဂလာဝေဆွန်းတဲ့ note data ပေါ်မှာမှတ်တည့်ရနေတဲ့သူမှာ တောင်းဆိုခြင်းဆိုတဲ့အပြုမူကိုသူ့ရဲ့ခန္ဓာပေါ်နဲ့အပြည့်အဝထိုးဖော်နေတာပါပဲတိအပြန်လန်ဆက်ဆံရေးကအရန်ရိုးရှင်းပါတယ်ဒါပေမဲ့အင်မတန်နဲ့နဲ့တယ်သူ့ဥထုပ်သေးကိုဒေါ်လာတပြားထည့်လိုက်ရင်ပန်းတစ်ဖွင့်နဲ့မျက်လုံးချင်းစုံတဲ့အကြည့်တစ်ချက်ပြန်ရမယ်ဒါရောင်းဝယ်ဖို့ကားတတ်တတ်မဟုတ်ဘူးလေဒါအပြန်လန်ဖရယ်မှုတစ်ခုပါငွေအကျွေးစိတ်ထက်အများကြီးပိုတန်မှုရှိစစ်မှန်တဲ့လူသားအချင်းချင်းဆက်တွေ့မှုအခိုက်အတန့်လေးတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ အဲ့ဒီရုပ်ထုရဲ့ရိုးရှင်းတဲ့အဖြစ်အမူကကျွန်တော်တို့အများစုသိနေတဲ့ခံစားချက်တစ်ခုကိုဖြစ်ပေါ်စေတယ်။အဲ့ဒါကတော့စိတ်မသက်မသာဖြစ်ခြင်းပါပဲ။ဒီအချက်ကပဲပြဿနာရဲ့အရင် အမြစ်တောင်းဆိုရမှာကိုကြောက်တဲ့ကျွန်တော်တို့ရဲ့စိတ်ထဲမှာမွေးတွားနေတဲ့ကြောက်စိတ်စီကိုခေါ်ဆောင်သွားပါရဲ့။တကယ်တော့တောင်းဆိုမှုတိုင်းကအခုတူမဟုတ်ပါဘူးနော်။ ကားပါကီမီတာအတွက်အကျွေးစစ်တောင်းတာလိုမျိုးလွယ်တယ်တောင်းဆိုမှုတွေရှိလို့ကိုအတွက်တကယ်အရေးကြီးတဲ့ယာရူတိုးတို့အိမ်အောင်ဖက်ကအခုညွှီတို့လိုအရာတွေကိုတောင်းဆိုရတာကြတော့အရန်ခက်ခဲပါတယ်အဲ့ဒီလိုတောင်းဆိုမှုမျိုးကကိုကိုကိုအားနေတယ်လို့ခံစားရစေတယ်နိကဲဒါဆိုဘာတွေကကျွန်တော်တို့ကိုဒါစီးနေတာလဲအမန္တပါမာကတော့ဒီအားကောင်းတဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုထောက်ပြပါတယ်အရင်ခံရမှာကိုကြောက်တဲ့စိတ်အားနေတယ်လို့အမြင်ခံရမှာကိုရှက်တဲ့စိတ်ဒါတွေအားလုံးဟာကျွန်တော်တို့စကားပြောဖို့လိုအပ်တဲ့အချိန်မှာ တိတ်ဆိတ်သွားစေတဲ့အတွင်းစိတ်ထက်ကစူးတွေပါပဲဒီနေရာမှာပဲအထီးကကြတဲ့ဝီရိုဒီကိုတွေ့ရပါတယ်ပါမာဟာစင်ပေါ်မှာလူစိမ့်ထောင်ပေါင်းများစွာစီကအကူညီကိုယုံကြည်မှုရှိရှိတောင်းခံနိုင်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့ခင်ပွန်းအရင်းနှီးဆုံးလူစီကအကူညီတောင်းဖို့လိုအပ်လာတဲ့အခါမှာတော့လုံးဝကိုမလုပ်မရနိုင်ဖြစ်ခဲ့ရပါတယ်ဒါကဒီကြောက်စိတ်ဟာဘလောက်တောင်နဲ့ရှိုင်းပြီးကိုရဲကိုတဆန်လဲဆိုတာကိုပြနေတာပါပဲဆိုတော့ဒီအချက်ကကျွန်တော်တို့ကိုအသွေးခေါ်ပြောင်းလဲစေမဲ့ရှူထောင့်တစ်ခုစီကိုခေါ်သွားပါတယ် တောင်းဆိုခြင်းဟာအားနည်းချက်ရဲ့တင်ကြတာတခုမဆိုဘူးဆိုရင်တော့အမှန်တကယ်တော့မယုံနိုင်လောက်စရာယုံကြည်မှုနဲ့အားရင်ရဲ့ပြယုတ်တခုသာဖြစ်နေမယ်ဆိုရင်တော့တက်တည်လားဒီမှာကြည့်လိုက်ပါသူရဲ့ Kickstarter campaign ကဒေါ်လာတက်တမတန်းရခဲ့လေဒါပေမဲ့ဒါကပိတ်ဆံအကြောင်းတက်တက်မဆိုပါဘူးအမှုပြနာရှင်တယောက်ကရောင်းဖို့စ조사တာကိုရက်ပြီးပိတ်သက်နဲ့ဆက်သွယ်ဖို့စတင်တဲ့အခါယုံကြည်လိုက်တဲ့အခါဘာတွေဖြစ်လာနိုင်လဲစတဲ့တက်တည်တခုပါပဲအင်းဒါကဖာမာရဲ့အတွေ့အခေါ်ရဲ့အတဲနှလုံးပါပဲ ောင်းဆိုခြင်းကတောင်းရန်ချင်းကြာကအခြေခံကြတဲ့အကွာကြချက်ပေါ့တောင်းရန်ချင်းကကြောက်ရွံ့မှုနဲ့စိတ်ပြအားငယ်မှုနဲ့လာတာပါဒါပေမဲ့တောင်းဆိုခြင်းကတော့ယုံကြည်မှုရဲ့အဖြူမှုတစ်ခုဆက်တွယ်ဖို့အတွက်ဖိတ်ခေါ်ခြင်းတစ်ခုဖြစ်ပါတယ်ဒါဆိုရင်ပန်းနိုင်ကတကူးရဖို့တတ်တတ်မဟုတ်ဘူးဆိုရင်ဘာထင်မလဲအခုကျွန်တော်တို့မြင်တွေ့လာရတာကတော့ဆင်မာနဲ့တောင်းဆိုခြင်းရဲ့နောက်ဆုံးရလဒ်ဟာအများကြီးပိုကြီးမှပါပဲအဲ့ဒါကတော့အတိုက်အဝန်းတစ်ခုယုံကြည်မှုကွင်းရတစ်ခုတိစောက်ခြင်းပါပဲသူကဒါကိုအမြဲတမ်းရွေးလာနေရမယ့် lesson လို့ခေါ်ပါတယ် ဒီလိုလေးစဉ်းလာကြည့်ပါတောင်းဆိုခြင်းပေးခန်းခြင်းနဲ့လက်ခံခြင်းတွေဟာတိကျစီမဟုတ်ပါဘူးအဲ့ဒါဒီအားလုံးဟာအသက်အဝန်းကိုအဟာရဖြစ်စေတဲ့ကျမ်းမာပြီးအဆက်မပြတ်လဲပတ်နေတဲ့တန်တရာတစ်ခုရဲ့အစိပိုင်းတွေဖြစ်ပါတယ်တကယ်တော့လေဒီတောင်းဆိုခြင်းဖြစ်စင်တာအမှုပညာဖန်တီးမှုဖြစ်စင်တဲ့အတော်လေးကိုတူပါတယ်အနုပညာရှင်တွေဟာအတွေ့အကြုံတွေကိုစစ်ဆောင်းနေအတိပယ်ရှာဖို့အဆက်တွေကိုဆက်ဆက်တယ်ပြီးတော့အဲ့ဒီဆက်ဆက်မှုတွေကိုလောကကြီးနဲ့မျှဝေတယ် ဒီနှစ်ခုစလုံးဟာမြောက်ဝေလိုတဲ့လူစားတွေရဲ့တွန်းကြီးတဲ့စိတ်ဆောင်မှုနဲ့အရင်ခံလာတာပါဒါဟာစိတ်ကူးရင် theory တသက်မဟုတ်ပါဘူးเนาะဒီရွေလာနေတဲ့လက်ဆောင်ကိုလက်တွေ့မှာမြင်နိုင်ပါတယ်ပရိသတ်တွေရဲ့အိမ်ဒီမှာ cough surfing လောက်တာကနေဖြောဖြေပွဲတွေမှာ band တွေဝင်သွားတိုင်းထိပေါ့တောင်းဆိုခြင်းနဲ့ပေးကမ်းခြင်းဆိုတဲ့အပြုမူတိုင်းကလူတိုင်းကိုအထောက်အကူပြုတဲ့ယုံကြည်မှုခွင့်ရက်ကိုပိုပြီးခိုင်မာစေပါတယ်ဒါမဲ့တောင်းဆိုခြင်းဆိုတာကညီမြချင်းရဲ့တချမ်းပဲရှိပါသေးတယ် ကျွမ်းကျင်ပိုင်နိုင်မှုအလားတူခက်ခဲတဲ့နောက်ထပ်အမှုပညာတစ်ခုရှိသေးတယ်။အဲ့ဒါကတော့လက်ခံချင်အမှုပညာပါပဲ။ဒီလိုဘွန်ဖော်ကြီးအောင်ဝါဒန်ကန်းကတော်ရူကိုပေါ့။သူ့တငယ်ချင်းတွေကသူ့ကိုဒိုနတ်တွေယူလာပေးတဲ့အခါသူကလက်ခံဖို့ရုန်းကန်ခဲ့ရတယ်။သူ့ရတော့အကူအညီလက်ခံခြင်းဟာကိုအားကိုကိုရမယ်ဆိုတဲ့သူ့ရဲ့ရည်မှန်းချက်ကိုတစ္ဆာဖောက်ရရောက်တယ်လို့ခံစားခဲ့ရလို့ပေါ့။ဆိုတော့ဒီ donate စီကရတဲ့သင်္ကန်းစာကရိုးရှင်းပေမဲ့အင်မတန်နဲ့နဲပါပဲအဲ့ဒါကတော့ လက်ခံခြင်းဆိုတာကလည်းရရောမှုရဲ့အပြုမှုတစ်ခုပါပဲကျွန်တော်တို့ကလက်ဆောင်တစ်ခုကိုလက်ခံလိုက်တဲ့အခါပေးတဲ့တူပိုနောက်ထပ်လက်ဆောင်တစ်ခုပြန်ပေးလိုက်တာနဲ့တူတူပါပဲအဲ့ဒါကတော့ပေးကမ်းရခြင်းရဲ့ပျော်ရွှင်မှုပါပဲနောက်ဆုံးမတော့တာဟာရှားပါမှုကိုကြောက်ရွံ့ခြင်းကနေပြည့်စုံမှုကိုယုံကြည်ခြင်းစီကိုပြောင်းလဲခြင်းပါပဲ Brandon Brown ပြောတယ်လို့ပါပဲဘယ်လိုမှမလုံလန်းလောက်ဘူးဆိုတာရဲ့စန့်ခြင်းဘက်ကတော့ရိုးရိုးလေးပဲလုံလောက်ပြီဆိုတာပါပဲ ဒီလေးလာမှုကိုအဆုံးသတ်တဲ့အခါမှာတော့ဒီမေကွန်းကကျွန်တော်တို့တဦးချင်းစီစီကိုပြန်ရောက်လာပါတယ်။ဒါဟာအမန်ဒါပါမာဒါမှမဟုတ်သူတို့အကြောင်းတက်တက်မဟုတ်တော့ပါဘူး။ကျွန်တော်တို့အကြောင်းပါ။ဒါဆိုရင်ဒီနေ့ဘသူကိုကိုကိုအကူအညီပေးခွင့်ပြုနိုင်မလဲ။